တာပတိသားသမီးများအတွက်21ရက်ဆယ်လ2025ကနေပြီးတော့28ရက်ဆယ်လ2025ထိတပတ်စာဟောစတဲ့ကကြမ်းမှာအကြောင်းအကျိုးအကောင်းဆုံးများကိုဟောပြောတင်ပြပေးခြင်းပါတယ်။ကျတာပတိသားသမီးများလက်ရှိဒီတပတ်အတော်တွေမှာလက်ရှိအလုတ်ကင်ထဲမှာလက်ရှိလုပ်နေတဲ့အလုတ်ကင်ထဲမှာစိတ်ပင်ပန်းလူပင်ပန်းမှုတွေများနေလိမ့်မယ်။စိတ်ဖိအားလေးတွေများနေလိမ့်မယ်။လုပ်ငန်းနဲ့ပတ်သက်ပြီးတော့အလုတ်ကင်နဲ့ပတ်သက်ပြီးတော့ပြဿနာပေါင်း တောက်6000ကိုရရင်ဆိုင်နေရမယ့်အပိုင်းလေးတွေကြုံနေရလိမ့်မယ်။ဒါကြောင့်လို့ရှိရင်ဒီရက်ပိုင်းတော့တွေမှာခရီးထွက်သွားခြင်းစိတ်တနည်းတနည်းအားထွက်သွားခြင်းစိတ်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ရက်နာပြီးတော့တခြားလုပ်ငန်းကိုပြောင်းလဲလို့စိတ်လေးတွေများနေလိမ့်မယ်။ဒီလိုမျိုးအပြောင်းလဲလေးတွေလုပ်လိုက်ရင်အဆင်ပြေမလားဆိုတဲ့စိတ်ကူးလေးတွေအတွေးလေးတွေပေါ်နေလိမ့်မယ်။ဒါပေမဲ့အပြောင်းလဲလောက်တာတော့ကောင်းပါတယ်ဒီတစ်ပတ်တော့တိမအပြောင်းလဲလေးတွေလည်းကြုံရလိမ့်မယ်ဟိုခကြီးနဲ့ပတ်သက်တဲ့ကိစ္စရက်လေးတွေလည်းကြုံရလိမ့်မယ်ကြုံနိုင်တဲ့အချိန်ဒီပိုင်းဆိုင်ရာလေးတွေလည်းရှိတယ်အပြောင်းလဲလုံးမသာလေအေဂျင့်မဲ့ပုံစံမျိုးလေးတွေလည်းဒီတစ်ပတ်မှာတွေ့ရတယ်လက်ရှိအနေထားအတိုင်းဆက်ပြီးလုပ်နေမယ်ဆိုလို့ရှိရင်တော့ ော့ကတာပြီးတာသမီးများအတွက်ဒီဘက်မှာစိတ်အနှောက်အယှက်လေးတွေများနေလိမ့်မယ်လောကကံရတဲ့အနေထားမှာစိတ်ဖိစီးမှုဘိုင်းဆိုင်ရာလေးတွေပိုပြီးကြုံနေရမယ့်အနေထားလေးတွေတွေ့ရတယ်ဒီလိုတွေ့ရတဲ့အတွက်ကြောင့်မို့လို့ကိုကတာပြီးတာသမီးများဒီဘက်မှာအပြောင်းလဲနဲ့ပတ်သက်တာတော့လောက်တာတော့လောက်ပါเนาะလောက်တာတော့လောက်ပါဒါပေမဲ့တခုရှိတာကတော့ဘာသာရေးအရန်လောက်တတ်တဲ့ကြတာပေးသားသမီးတွေဒီတစ်ခါမှာဘာသာရေးနဲ့ပတ်သက်ပြီးလှည့်မကြည့်နိုင်တာမလုံဖြစ်တာမလုံနိုင်တာတွေပို့ပြီးတော့များနေလိမ့်မယ်။အဲဒါကြောင့်လို့ရှိရင်စိတ်ပြေစုပိုင်ဆိုင်ရာများလာတဲ့အခါကြောင့်လို့ရှိရင်တချို့သောကိစ္စရက်လေးတွေမှာ စဉ်းစားတာတို့တွေးခေါ်တာတို့ဟိုချင့်ကြင်တာတို့မလုပ်တော့ဘဲနဲ့ ဟိုတုံတက်တိုက်ကြားကက်ကက်ဒုံတိုင်းလို့ထားလုပ်ချင်တဲ့အတွေးမျိုးလေးတွေဖြစ်နေလိမ့်မယ်ဇွတ်တရွတ်ဒဇွတ်ထိုလောက်တက်တဲ့အကျင့်မျိုးလေးတွေအတွေးမျိုးလေးတွေပေါ်နေလိမ့်မယ်ဒီလိုမျိုးပေါ်ခဲ့တယ်ဆိုလို့ရှိရင်တော့နည်းနည်းလေးသတိထားပါတချို့တော့ကိစ္စရက်လေးတွေမှာဇွတ်တရွတ်မလုပ်ဖို့အတွက်ကိုအကြံပေးခြင်းပါတယ်ဇွတ်တရွတ်လုံးမိတယ်ဆိုလို့ရှိရင်တော့မိမိတို့အခက်အခဲဖြစ်သွားနိုင်တဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေရှိတယ်ဘာသာရေးလုံနေတဲ့သူတွေကဘာသာရေးမလုံနိုင်တော့ဘူးဖြစ်နေတယ်ဘာသာရေးနဲ့ပတ်သက်ပြီးတော့စန့်ကျင်ဘက်ကိစ္စရက်လေးတွေပို့ပြီးတော့များလာနေလိမ့်မယ်ရရင်ကြီးနေတဲ့သူတွေကဒီဒီဘက်တော့ဒီမှာစကားပြောလေးတွေကြံတန်းလာတာလို့ဟာလာအေးအေးဆေးဆေးနေတဲ့သူတွေကဒေါသပုံကြီးပြီးတော့ဒေါသကြီးတာလို့ ိတ်မထိန်နိုင်တာလို့ဒီပုံစံမျိုးတွေမကြခဏဖြစ်နေလိမ့်မယ်စိတ်မထိန်နိုင်တဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့စိတ်ဖိစီးမှုတွေကြောင့်စိတ်မထိန်နိုင်တဲ့အရာမျိုးတွေဖြစ်မိမယ်ဆိုလို့ရှိရင်တော့လုပ်ငန်းနဲ့ပတ်သက်ပြီးထိခိုက်သွားနိုင်တယ်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့အန္တရာယ်ဖြစ်သွားနိုင်တယ်လုပ်ငန်းနဲ့ပတ်သက်ပြီးရက်ဆိုင်လိုက်ရတာမျိုးဖြစ်နိုင်တယ်နောက်ထပ်တစ်ချက်ကတော့ဟိုလက်ခစားဝန်ထမ်းများ ဒါမှမဟုတ်လို့ရှင်ဌာနဆိုင်ရာဝန်ထမ်းများတချို့တော့မနာလိုတဲ့သူတွေအတွက်ကြောင့်နော်မိမိလုပ်ငန်းလေးတွေရက်ဆိုင်တာတို့အလုပ်ထွက်တာတို့အလုပ်ထုတ်ခံရတာတို့အလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ဟိုလုံးဝရက်ဆိုင်လိုက်ရတာတို့ပုံစံမျိုးလေးတွေဒီတစ်ပတ်မှာကြုံတွေ့ရတဲ့အနေအထားမျိုးလေးတွေရှိတယ်ဒီလိုမျိုးလေးတွေကြုံတွေ့ရနိုင်တဲ့အနေအထားပုံစံမျိုးလေးတွေပို့ပြီးတော့ဖြစ်ပေါ်နိုင်တဲ့အနေအထားလေးတွေရှိတယ်နောက်တစ်ခုကကိုယ့်ရဲ့စိတ်ထဲမှာပေါ့နော် ပထမကြံစီထားတဲ့အရာဒုတိယကြံစီထားတဲ့အရာကိုယ့်ရဲ့စိတ်ထဲကအကြံစီတွေမကြာခဏပြောင်းလာလို့အတွေးခေါ်ခဏခဏပြောင်းလာလို့အာဒါလုံးမယ်ပြောစိတ်ကူးလိုက်ပြီးတော့မလုံးပြီပဲနောက်တစ်ခုလုံးပြီးလာလို့အဲ့လိုမျိုးအတွေးခေါ်ပြောင်းအကြံစီပြောင်းနေဖြစ်နေဆိုလို့ရှိရင်တော့အန္တရာယ်များပါလေလုံးမယ်ကိစ္စရက်လေလို့စိတ်ကူးထားတဲ့အရာကြံစီထားတဲ့အရာတိုင်းတိတိကျလုပ်ပါမကြာခဏလုံးလို့အကြံစီပြောင်းတဲ့ပုံစံမျိုးလေးတွေအတွေးပြောင်းတဲ့ပုံစံမျိုးလေးတွေမဖြစ်စေနဲ့အဲ့ဒါမျိုးလေးတွေကိုတတိထားလောက်ကင်ဖို့လိုအပ်တယ်လက်ရှိအလောက်ကင်တွေမှာမိမိ နဲ့ပတ်သက်တဲ့ဟိုအလုတ်ကင်နဲ့ပတ်သက်တဲ့ကိစ္စရက်လေးတွေမှာအောက်လက်ငယ်သားတွေတော့လကောက်အထက်လူကြီးတို့တော့လကောက်အောက်လက်ငယ်သားတွေကိုလည်း ညွှန်ကြားလို့မရအထက်လူကြီးတွေရဲ့ဖိအားတွေရောက်လဲမိမိမှာလောဟကန်ရတာခက်ခဲတဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေကြုံနေလိမ့်မယ်ဒီတစ်ပတ်တော်တွင်မှာမိသားစုအတွင်းမှာကိုကိုရဲ့မိသားစုအတွင်းမှာအထက်လူကြီးဟိုမိအုပ်ထိန်မှုမိသားတွေတော်လကောင်းအထက်လူကြီးတွေကြောက်တော်လကောင်းမိမိမှာနေရထိုင်ရတာနေခြင်းထိုင်ခြင်းစိတ်မရှိဘဲနဲ့စိတ်ကျဉ်ကျက်တဲ့ပုံစံမျိုးလေးတွေကြုံနေရလိမ့်မယ်ဒီလိုကြုံဝတ်တဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေဒီတစ်ပတ်မှာတွေ့ရတယ်ဒီလိုမျိုးကြုံနေရပြီးခါကြလို့ရှိရင်ကိုကထွက်သွားလိုက်ချင်တာတို့လက်ရှိနေသားမှာမနေခြင်းတော့တာတို့လက်ရှိနေသားမှာစိတ်မပြိုတော့တာတို့ဒါမျိုးလေးတွေဖြစ်ပေါ်နေတဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေရှိခဲ့ဒီတစ်ပတ်မှာခရီးနဲ့ပတ်သက်တဲ့ ိစ္စတွေရေလန်းခရီးနဲ့ပတ်သက်တဲ့ကိစ္စတွေရက်ဝေးမြေချားနဲ့ပတ်သက်တဲ့ကိစ္စတွေလက်ရှိနေနေတဲ့ပတ်ဝန်းကျင်ကနေစောခွာပြီးတော့တခြားစိတ်အေးချမ်းရာနေရမိမိဘဝအေးစစီတတရရဖျက်ဖျောက်ဝင်ပြီးဘူးနဲ့လောက်ကင်နေတဲ့နေရာဒေသမျိုးကိုသွားရောက်လောက်ကင်ရတဲ့အတွင်းမျိုးလေးတွေဖြစ်ပေါ်နေလိမ့်မယ်နော်လက်ရှိအနေထားမှာဖြစ်ပေါ်နေတဲ့ PR တွေကိုတိတ်ပြီးတော့အခက်ခဲဟိုစိတ်ထဲမှာမလောက်ချင်တော့တဲ့အတွင်းမျိုးလေးတွေပေါ်နေလိမ့်မယ်ခါကြလို့ရှိရင်ねအိမ်မှာအသက်ကြီးရွယ်ဟို မိခင် ့မဟုတ်တက်ကြီးရွယ်အိုအမျိုးသမီးအဖွားတော်၎င်းအတော်တော်၎င်းเนาะအမားတော်၎င်း ဒီလိုမျိုးကြီးရှိမယ်ဆိုလို့ရှိရင်เนี่ยကြာတာပေးသားသမီးတွေဒီရဲ့ဖိအားမျိုးလေးတွေခံရတတ်တယ်သူတို့ရဲ့ဖိအားတွေခံရတတ်တယ်ဒီအထက်လူကြီးအမျိုးသမီးနဲ့ပတ်သက်တဲ့သူတွေရနေတယ်ဒီတစ်ပတ်တော်တယ်မှာပေါ့เนาะအလိုက်ကံဆိုမသိတဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေကြုံလိမ့်မယ်မိမိမှာအဆင်ပြေလားမသိမဆင်ပြေလားမသိငွေကြေးတောင်းရင်တောင်းမယ်ငွေနဲ့ပတ်သက်ပြီးကုန်ကျစရိတ်ကြီးကုန်ခံခိုင်းခိုင်းကုန်ခံခိုင်းမယ်ဟာလာကို့မှာဘလို့လှည့်ပတ်နေရလဲဆိုတာသူတို့မသိပဲနဲ့မိမိအပေါ်မှာသူတို့ရဲ့လိုဘတစ်ခုတည်းကိုအလိုက်မသိအကံဆိုမသိတဲ့သူတွေကြောက်လေမိမိဒီလက်ရှိပတ်ဝန်းကျင်ကနေပြီးတော့စွန့်ခွာခြင်းနဲ့အကြောင်းရင်းလေးတွေပို့ပြီးတော့ကြုံလိုက်ကြုံမဲ့အနေထားလေးတွေရှိတယ် เนาะတချို့တော့ကိစ္စရက်လေးတွေမှာကိုကအရင်ကဟိုအထက်လူကြီးတော်လည်းကောင်းအောင်လက်ငယ်သားမိသားစုဝင်တွေပေါ်မှာညံ့ညံ့တတတွေးခေါ်ပြီးတော့လှုပ်တတ်တဲ့သူကဒီတစ်ချိန်မှာဘသူမျက်နှာမှမကြည့်ပဲနဲ့လှုပ်ချင်ရလှုပ်လိုက်တဲ့အချိန်ဒီပိုင်းဆိုင်ရာကြီးလှုပ်ချင်ရလှုပ်လိုက်တော့မဲ့အတွေးပိုင်းဆိုင်ရာလေးတွေပေါ်နေလိမ့်မယ်နော်ဟိုဘသူမျက်နှာမှကြည့်နေဖို့မလိုတော့ဘူးကြည့်မယ်ဆိုလို့ရှိရင်လေကိုပဲစိတ်ဖိစီးရတယ်ဆိုတဲ့အတွေးမျိုးလေးတွေကြောင့်ဘသူမျက်နှာမှမကြည့်ပဲနဲ့ဘသူကိုမှမထောက်ပဲနဲ့လှုပ်ချင်ရထလှုပ်မယ်ဆိုတဲ့စိတ်ကူးမျိုးလေးတွေပုံပေါ်မှု မျိုးလေးတွေအကြံစီလေးတွေဒီတစ်ပတ်တော်တင်မှာဖြစ်ပေါ်တတ်တယ်နော်ဒီလိုဖြစ်ပေါ်လာခဲ့မယ်ဆိုလို့ရှိရင်တော့နည်းနည်းလေးတတိထားဖို့တော့အကြံပေးကြတယ်အရန်ကာရောဒီတော့ဒီလိုမှာဖြစ်ပေါ်စီနဲ့ဆိုတဲ့အကြောင်းရင်းမျိုးလေးတွေတော့အကြံပေးကြပါလေတချို့တော့ကိစ္စရက်လေးတွေမှာကိုယ်စိတ်ထဲမှာဟိုမတင်မကြကိစ္စရက်လေးတွေညားနေလိမ့်မယ်ဒီတစ်ပတ်မှာမတင်မကြကိစ္စရက်လေးတွေညားနေလိမ့်မယ်ကိုယ့်ရဲ့လောက်ကိုက်နေတဲ့အရာတွေပေါ်မှာလဲအလုပ်တွေပေါ်မှာလဲတိတ်ပြီးတော့ဟိုအားမပါတော့ဘူးစိတ်အားမပါတဲ့အခြေအနေပိုင်းဆိုင်ရာလောက်တော့လုံနေပါရဲ့ အလုပ်ကိုသာလုပ်နေတာစိတ်မပောက်ဘူးဖြစ်နေတယ်မဖြစ်မနေလုပ်နေရတဲ့အနေအထားပဲရှိတယ်လုပ်ချင်ကြရင်စိတ်မရှိဘူးဆိုတဲ့ပုံစံလူလေးတွေဖြစ်တယ်အဲဒါကြောင့်လို့ရှိရင်ဒီရက်ပိုင်းမှာဝင်ဝင်နဲ့ပတ်သက်လာလို့ရှိရင်ပေါ့နော်အကြောင်းမျိုးမျိုးနဲ့ရစရာရှိတဲ့အရာတွေကလည်းမရဘဲနဲ့တစ်ဆုတ်လာတို့ရကန်နီးမှာအကြောင်းမျိုးမျိုးနဲ့ပြတ်သွားတာတို့ရလာပြီဆိုလို့ရှိရင်လေကိုယ့်လက်ထဲရောက်မှာငွေကြီးကအဖတ်မတင်တာတို့ရသလောက်တို့ဒီဟိုရသလောက်တို့ဒီမကြံဘူးစုဆောင်လို့မရဘူးအပူစံထားလို့မရဘဲနဲ့ပြက်စီးသွားတာကုန်ဆုံးသွားတာလူလေးတွေဒီဘက်မှာကြုံတွေ့ရတတ်တယ်ဒါကြောင့်မို့လို့ကြတာပေးသားသမီးတွေဒီဘက်မှာနည်းနည်းလေးအညံ့လိုက်ဆိုင်ရလေး တွေရှိတဲ့အတွက်ကြောင့်မို့လို့ကိုသွားသတိနာသတိမေသတိထိုင်သတိသတိကြည့်ကြည့်ထားဖို့လိုအပ်တယ်သတိမလွတ်ဖို့တော့လိုအပ်တယ်သတိမလွတ်ဘူးသတိလွတ်ခဲ့နေဆိုလို့ရှိရင်တော့အနေနဲ့လိုက်ဆိုင်ရာလေးတွေနည်းနည်းလေးရှိတယ်ကြာတိုင်းပိတာမျိုးတွေဒီဘက်ထဲမှာအညံ့လေးတွေနည်းနည်းလေးများတဲ့အနေအထားမျိုးတွေကြုံတွေ့ရလိမ့်မယ်ဒါမျိုးလေးတွေတွေ့ရတယ်အဲကြောင့်သတိထားပါလို့သတိကြည့်ထားပါလို့တော့အကြံပေးခြင်းပါတယ်နော်ကြာတိုင်းပိတာမျိုးများအတွက်ကျွန်တော်ဒီဘက်မှာအခြေအနေနဲ့ပတ်သက်ပြီးတော့ဟုတ်ကြပြီကျမလေးကတာပိတာမီအခြေအနေနဲ့ပတ်သက်ပြီးတော့လူငယ်များဆိုလို့ရှိရင်အရန်ကရောအရန်မဆော့ပါနဲ့လို့အကြံပေးပြပါလေး ။ဘာကြောင့်အရင်မဆွတ်မှန်းလဲလို့ဆိုရင်မိမိရဲ့ချစ်သူတို့ဒီအိမ်တော်ကြီးမရှင်းတဲ့သူဒါမှမဟုတ်လို့ရှိရင်နာမည်ပြက်ရှိတဲ့သူဒါမှမဟုတ်လို့ရှိရင်လည်းဟိုတူးနေထားတဲ့သူဆိုးသွမ်းတဲ့အပိုင်းတွေမှာအဲလူပတ်ဝင်ကျင်ရလက်မခံနိုင်ရဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေကြုံနေလိမ့်မယ်။ဒီလိုမျိုးကြုံနေသူမျိုးတွေဖြစ်နေလိမ့်မယ်။တခါကြလို့ရှိရင်စမ်းပွင့်လွန်နေဆိုလို့ရှိရင်နည်းနည်းလေးတတိထားမိအနာကိုကတ်လာတဲ့သူကြီးအိမ်တော်ကြီးမလွတ်ကင်းတဲ့သူတို့ဒါမှမဟုတ်လို့ရှိရင်အိမ်တော်ကြီးအရှုပ်ရှင်ရှိတဲ့သူတို့တာသမီရှိတဲ့သူတို့ဒီလိုမျိုးတွေနဲ့ရှုပ်ရှက်လေးတွေဖြစ်ပေါ်တတ်တဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေဒီကမ္ဘာမှာတွေ့ရတယ်။တွေ့ရတဲ့အတွက်ကြောင့်မလို့အခြေအနေနဲ့ပတ်သက်ပြီးတော့အရန်ကရော စိတ်မကူးပါနဲ့အရန်ကရောမဆုံးဖြတ်မိစေနဲ့ဒါမျိုးလေးတွေကိုတတိထားဖို့လိုတယ်ချစ်သူရှိပြီးသားသူကြဆိုလို့ရှိရင်လေတဲ့နော်မိမိချစ်သူနဲ့ဟိုခိုးရလိုက်ဖြစ်တာတို့ဒါမှမဟုတ်လို့ရှိရင်ယူပြစ်လိုက်ယူလိုက်ရတာတို့အကြောင်းမျိုးမျိုးနဲ့ဒီရက်ပိုင်းမှာအကယ်၍ယူပြစ်ခဲ့မယ်ဆိုလို့ရှိရင်တော့ဗောနော်အခြေအနေနဲ့ပတ်သက်ပြီးဟိုယူပြစ်ခဲ့မယ်သူတွေရှိတယ်ဆိုလို့ရှိရင်တော့ဟိုတင်းတင်းတည်းတည်းတင်တောင်းတာတို့ဘာလို့မဟုတ်ပဲ ਨੇ သူကခိုးပြရတဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေကြုံတွေ့တတ်တယ်အဲ့လိုမျိုးလေးတွေကြုံတွေ့ရနိုင်တဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေရှိတယ်အိမ်တော်ကြီးနဲ့ပတ်သက်လို့ရှိရင်တော့အိမ်တော်ကြနိုင်တယ် မထင်မှတ်ပဲနဲ့အချိန်နဲ့ပတ်သက်ပြီးတော့ကိုပြေးလိုက်ရတာတို့ပြောင်းလဲပြောင်းကိုစကားပြောရင်းဆိုရင်းနဲ့အချိန်လွန်သွားပြီးတော့အိမ်မပြန်ပြတ်တော့ပဲနဲ့အတူလက်ထပ်ပေါင်းတင်လိုက်ရတာတို့ဒါမျိုးလေးတွေဆိုတော့ကြုံတွေ့ရတတ်တဲ့အခြေအနေပိုင်းဆိုင်ရာလေးရှိတယ်။မိသားစုရေးနဲ့ပတ်သက်လို့ရှိရင်တော့ကိုမိသားစုရေးမှာတော့ကိုကိုကိုတိတ်ပြီးတော့မိသားစုနဲ့တဟဆာတာမဖြစ်တဲ့အနေအထားမျိုးလေးတွေဖြစ်နေလိမ့်မယ်။မိသားစုရဲ့ဖိအားလေးတွေမိသားစုရဲ့ဝန်မိသားစုရဲ့တာဝန်မိသားစုရဲ့ဒုက္ခတွေကိုကြံ့ကြံ့ခံရမယ့်အခြေအနေပိုင်းဆိုင်ရာလေးတွေဒီတစ်ပတ်မှာအများဆုံးဖြစ်နိုင်တဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေတွေ့ရတယ်။ ဒါပြီးပါလို့ရှိရင်ကျမ်းမာရေးနဲ့ပတ်သက်တဲ့ကိစ္စရက်လေးတွေဟောကြားပေးခြင်းပါတယ်ကျမ်းမာရေးနဲ့ပတ်သက်လို့ရှိရင်တဲ့ကြာပါလေးသားသမီးဒီဘက်တော်တဲ့မှာလက်တွေနာတဲ့ဝေဒနာမျိုးလေးတွေဖြစ်ပေါ်တတ်တယ်ကြောတွေအောက်တဲ့ဝေဒနာမျိုးလေးတွေဖြစ်ပေါ်တတ်တယ်ဖျားနာခြင်းမကြာခဏချမ်းတုံတဲ့ဝေဒနာမျိုးလေးတွေအဖျားတက်တဲ့ပုံစံမျိုးတွေပေါ့နော်ချမ်းတုံပြီးတော့အဖျားတက်တဲ့ဝေဒနာမျိုးလေးတွေဒီလိုပုံစံမျိုးလေးတွေခံစားရတတ်တယ်ကျမ်းမာရေးနဲ့ပတ်သက်ပြီးဒီဒီဘက်တဲ့မှာလည်းအငြင်းမိုင်းဆိုင်ရာလေးတွေနည်းနည်းတော့ရှိတယ်နော်ကြာပါလေးသားသမီးတွေဒီဒီဘက်တဲ့မှာကကြမှာအငြင်းလေးတွေကောင်းသွားဖို့မိမိရဲ့ဟိုအခက်ခဲလေးတွေ ပြည်လေသွားဖို့ရော့ပါသွားဖို့အတန်နိုင်ဆုံးကျွန်တော်ရေရီယာနဲ့ပတ်သက်တဲ့အခန်းလေးတွေပြကြပါတယ်ရေရီယာနဲ့ပတ်သက်လို့ရှိရင်တိတ်များများဆဆတော့မရှိပါဘူးဟိုဘာသာရေးလေးနဲ့နဲ့ဖိလုပ်ပြီးပါတန်းနိုင်တယ်ဆိုလို့ရှိရင်ဒီတပတ်တော့တင်မှာပေါ့နော်တရက်နှစ်ရက်လောက်ယောဂီဝေးလေးနဲ့နေပြီးပါဒါဆိုလို့ရှိရင်မိရဲ့အခိုင်အညံလေးတွေရော့ပါသွားနိုင်ပါတယ်ဒါမှမဟုတ်လို့ရှိရင်လည်းတက်ကြီးရွယ်ဟိုယောဂီရဟန်းတောင်းဟိုတိလာရှင် အမျိုးသမီးနဲ့ပတ်သက်တဲ့ဟိုဘာသာရေးနဲ့ပတ်သက်ပြီးတော့သာသနာနယ်ဝင်တွေပေါ့နော်အမျိုးသမီးတိလာရှင်တို့ဘာလို့ရှိတယ်ဆိုအနည်းနာမှတွေ့တယ်ဆိုလို့ရှိရင်လည်းအဲ့တိလာရှင်နဲ့ပတ်သက်ပြီးတော့ပေါ့ကြီး နော်အောက်ကြီးနဲ့ပတ်သက်တဲ့အရာလေးတွေအေးနဲ့ပတ်သက်တဲ့အရာလေးတွေလှူဒန်းပေးပါဒါနပြုပေးပါဒါဆိုလို့ရှိရင်မိမိရဲ့အခက်ခဲလေးတွေကြီးလေသွားပါလိမ့်မယ်ပြေလျောက်သွားပါလိမ့်မယ်ရော့ပါသွားပါလိမ့်မယ်နော်ကျတာပြီးသာသမီများအတွက်တပတ်သာဟောတဲ့ချင်းညာပါရဲ့ရနာဝင်ပြေပါကျတာပြီးသာသမီအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာကြပါသေးဗျ